ခုမှရှိပြီးသားဝက်စားတွေကိုလေးစား engraving နည်းပညာသုံးပြီးတော့မှဒီဇိုင်းတွေထပ်မံပြီးတော့ထည့်သွင်းလို့ရပါတယ်။အဒီနေရာမှာအင်ကြီးတွေကိုဒစိမ့်ရိုက်တဲ့နည်းပညာနဲ့ကွာတာကသူကတော့ဗျောင်းမြန်ရှိပြီးသားဆေးကိုချွတ်လိုက်တာဖြစ်တဲ့အတွက်ဒစိမ့်ချွတ်တဲ့လုပ်ငန်းလို့လည်းပြောလို့ရပါတယ်ဒီစိချိုးတဲ့နည်းပညာအောင်အသုံးပြုပြီးလေးစား wavelength နဲ့ဒီဇိုင်းတွေပေါ်သွားတာပဲဖြစ်ပါတယ်